22ရက်နေ့မှာငလင်လှုပ်မယ်လို့ဟော်ကင်းထုတ်ခဲ့ပေမဲ့မလှုပ်ခက်ခဲ့တဲ့အတွက်ပြန်ပြီးတော့တောင်းပန်လိုက်ရတဲ့ဘေဒင်စီယာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ line ပေါ်မှာ hit ထနေတဲ့သတင်းကတော့22ရက်နေ့မှာငလင်လှုပ်ခဲ့မယ်လို့ဟော်ကင်းထုတ်ခဲ့တဲ့ဘေဒင်စီယာရဲ့သတင်းပဲဖြစ်ပါတယ်မက်ရှလာအတွင်းကမြန်မာနိုင်ငံမှာပြင်းထန်တဲ့ငလင်လှုပ်ခဲ့ပြီးတော့ ငလင်ဘီကိုပြည်သူတွေတော်တော်များခံစားခဲ့ရပါတယ်။ငလင်ကဘလောက်ထိပြင်းလဲဆိုရင်တော့အိမ်တွေပြိုကျအသက်အိုးအိမ်တွေဆုံးရှုံးပြီးတော့ ထိခိုက်မှုတွေတကယ်ကိုပြင်းထန်ခဲ့ရလဲဖြစ်ပါတယ်။ကမ္ဘာအနှံ့အနေပြီးတော့မြန်မာနိုင်ငံကိုလာရောက်ပြီးတော့အကူအညီကယ်ဆယ်ပေးရတဲ့အထီးကိုငလင်ကတော်တော်လေးဟစ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ငလင်ကြောင့်အများပြည်သူထိခိုက်အဆုံးရှုံးမှုနဲ့နာစရာတွေအစားထိုးလို့မရတဲ့အဆုံးရှုံးမှုတွေကိုအများကြီးကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ဒီအချိန်မှာဘေးဒင်စရာတယောက်ကသူငလင်လှုပ်ခတ်ခဲ့မယ်လို့ဟောခဲ့တာတကယ်ဖြစ်လာတယ်ဆိုပြီးတော့လိုင်းပေါ်မှာပေါ်လာပါတယ်။သူကအရင်ကငလင်လှုပ်ခတ်မယ်ဆိုပြီးတော့ဟောခဲ့ပေမဲ့ဘယ်သူမှ သိပြီးတော့သတိမပြုမိခဲ့ပါဘူး။ပြင်းထန်တဲ့ငလင်လှုပ်ခဲ့ပြီးရဲ့နောက်မှာတော့သူ့ရဲ့ဟောကိန်းကအမှန်နဲ့ဆိုပြီးတော့လူအများသတိထားမိလာတာလည်းဖြစ်ပါတယ်။အခုတခါမှလည်းလေလာပိုင်း21ရက်နေ့မှာပြင်းထန်တဲ့ငလင်လှုပ်ခတ်မယ်ဆိုပြီးတော့ဒီဘေတင်ဆရာကဟော်ကိန်းထုတ်ခဲ့တာဖြစ်ပါတယ်။သူရဲ့ဟော်ကိန်းကိုတချို့ဘေတင်ဆရာတွေကလည်းထောက်ခံခဲ့ပြီးတော့ ဒီလေလာပိုင်း21ရက်နေ့ကိုပြည်သူတွေကတော့စိုးရင်ထိတ်လန့်စွာနဲ့စောင့်မျှော်နေရတာပဲဖြစ်ပါတယ်။တချို့ဆိုရင်အလုပ်တွေစက်ရုံတွေကိုမသွားကြဘဲနဲ့အိမ်မှာလည်းအရေးကြီးတဲ့ဆိုင်ဆရာတွေကိုထုတ်ယူထားပြီးတော့အိမ်အပြင်ထွက်နေတဲ့သူတွေတောင်မှရှိပါတယ်။လုံးစရာရှိတဲ့အလုပ်တွေကိုမလုပ်ဘဲနဲ့ဒီကနေ့21ရက်နေ့ကိုထိတ်လန့်ကြောင်းရွံ့စွာနဲ့ဖြတ်တန်းခဲ့ရတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့အားလုံးထိတ်လန့်အကြောင်းရုံနေတဲ့ငလင်ကတော့မလုတ်ခတ်ခဲ့တဲ့အတွက်ဖြီသူရီအားလုံးစိတ်အေးရပါတယ်။ဗေဒင်စီယာကလည်းသူ့ရဲ့ဟော်ဂင်ကမားတဲ့အတွက်ကိုပရိသတ်တီကိုပြန်လည်ပြီးတော့တောင်းပန်ထားပါတယ်။ဒါပေမဲ့သူ့ရဲ့ဟော်ဂင်ကြောင့်ပရိသတ်တီကကြိုတင်ပြီးတော့ပြင်ဆင်စရာရှိရာတွေကိုပြင်ဆင်ထားပြီးမလုတ်ခတ်ခဲ့တဲ့အတွက်ကိုအကျိုးကျေးဇူးများစွာရရှိရဲဆိုပြီးတော့လည်းပြောထားတာဖြစ်ပါတယ်။တချို့တွေကလည်းဒီဗေဒင်စီယာကိုဝေဖန်မှုတွေပြင်းထန်လုပ်နေပါတယ်။ပြည်သူတွေဆိုရင်ထိတ်လန့်အောင်လို့လုတ်ခဲ့တဲ့အတွက်ကိုတရားဥ ဥပဒေအရအပြစ်ပေးလို့ရတယ်ဆိုပြီးတော့တောင်မှဗီဒင်းစီယာကိုပြင်းထန်စွာနဲ့ဝေဖန်နေကြတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ငလင်ပြီးဆိုရင်တော်တော်လေးကိုကြောက်ရွံ့နေကြပြီဖြစ်ပါတယ်။မက်လာအထွင်းကလှုပ်ခက်ခဲတဲ့ပြင်းထန်တဲ့ငလင်ကြောင့်ထိခိုက်မှုတွေကအခုအချိန်ထိကိုပြန်လည်ပြီးတော့နလန်မထူနိုင်သေးဘူးဖြစ်ပါတယ်။ဒီကနေ့21ရက်နေ့မှာသာငလင်ထပ်ပြီးတော့လှုပ်ခက်ခဲ့မယ်ဆိုရင်ဆိုပြီးတော့အတွင်းနဲ့ပြည်သူတွေတော်တော်များကစိုးရိမ်ကြောင်းလန့်နေကြတာလည်းဖြစ်ပါတယ်။အထူးသဖြင့်ရန်ကုန်မြို့ဖြစ်ပါတယ်။ဒီလိုမျိုးငလင်ကြောင့်ထိပြီးတော့လှုပ်ခက်ခဲ့မယ်ဆိုရင်တော့ ရန်ကုန်ကမန္တလေးထက်တောင်မှပို့ပြီးတော့ဆိုးမယ်ဆိုပြီးရန်ကုန်မှနေထိုင်တဲ့သူတွေကတော်တော်လေးကိုစိုးရိမ်ပူပန်နေကြတာပဲဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ဒီကနေ့မှငလင်မလုတ်ခက်ခဲ့တဲ့အတွက်ကတော့အားလုံးအတွက်ဝမ်းသာစရာပဲဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံလေးကကြီးသုံးမပေးရနေပြီးတော့အမြန်ဆုံးဝေးကွာပါစေ။ကဘာသူကဘာသာအားလုံးပဲပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ဘဝတွေကိုပိုင်ဆိုင်သွားနိုင်ပါစေလို့ဆုတောင်းပေးပါတယ်။ top selling page ကနေပြီးတော့ hit ဖြစ်နေတဲ့အကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေပါတယ်။ like and share လေးနဲ့အားပေးသွားကြပါအောင်ရှင်။